တောင်ကိုရီးယားသမ္မတယွန်းဆော်ယိုဟာ မလာရှေကထိမ့်သိမ်းခံထားရမှုကနေပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။ဆွဆွဲပြစ်တင်ခံထားရတဲ့ယွန်းကိုတရားရုံးကဖမ်းမရမ်းပယ်ဖျက်ပေးလိုက်တဲ့ဆုံးဖြတ်ချက်ကိုအစိုးရရှေ့နေတွေကယူကံမဝင်ဖို့ဆုံးဖြတ်ခဲ့ပြီးတဲ့နောက်ယွန်းဟာပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။အသက်64နှစ်အရွယ်ယွန်းဟာပြီးခဲ့တဲ့နှစ်ဒသမ3ရက်ကအောင်မြင်ခဲ့ခြင်းမရှိတဲ့ဆေးဥချုံရဲ့အမိတ်ကြီးညာခဲ့မှုကြောင့်လွတ်တော်ရဲ့ဆွဆွဲပြစ်တင်မှုကိုခံခဲ့ရပြီးသမရတာဝန်တွေကိုဆိုင်းငံ့ခံထားရပါတယ်။ တောင်ကိုရီးယားတရားရုံးကဆွဆဲပြစ်တင်ခံထားရတဲ့သမရယွန်းဆော့ရုပ်ကိုဖမ်းမရန်ထုတ်ထားမှုကိုမလ9ရက်ကပယ်ဖြတ်ပေးခဲ့တာဖြစ်ပါတယ်။ယွန်းရဲ့အရှိန်တွေက၎င်းရဲ့ဖမ်းမရန်ကိုပယ်ဖြတ်ဖို့ပေးခဲ့တဲ့လကတရားရုံးကိုရှောက်ထားခဲ့ပြီးယွန်းကိုဆွဆဲပြစ်တင်မှုကိုတရားစီရင်ရေးဟာကာလကြာရှည်စောင့်ဆိုင်းရမှာဖြစ်တဲ့အတွက် ရွှန်းကိုထိမ့်သိမ်းထောင်မှုဟာတရားမဝင်ကြောင်းပြောကြားခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်ရဲ့တရားဝင်မှုနဲ့ပတ်သက်ပြီးလုံထုံးလုံးနည်းဆိုင်ရာရှင်းလင်းမှုရှိစေဖို့နဲ့တန်တရားတွေကိုရှင်းလင်းမှုအတွက်ထိမ့်သိမ်းမှုကိုပယ်ဖျက်ရေးအတွက်ဆုံးဖြတ်ချက်ထုတ်ပြန်ဖို့တင်းလျော်လိမ့်မယ်လို့တရားရုံးကမလ9ရက်ကပြောကြားခဲ့ပါတယ်။ တရားမဝင်မှုကိုမမှန်ကန်ကန်ဆုံးဖြတ်ခဲ့တဲ့စိုးဗဟိုခရင်တရားရုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်လို့ယွန်းကပြောပါရယ်။ယွန်းဟာ၎င်းကိုထိမ့်သိမ်းထားတဲ့အဆောက်အုံကနေတတောင့်တတာနဲ့ပြုံးရွှင်ကလမ်းလျှောက်ထွက်လာခဲ့ပြီးသူ့ကားပေါ်ကိုတက်ပြီး၎င်းကိုထောက်ခံသူတွေကိုလက်ပြနှုတ်ဆက်တာလက်သီးလက်မောင်းတန်းပြတာတွေပြုလုပ်ခဲ့ပါရယ်။ အခုဆုံးဖြတ်ချက်ဟာတရားဥပဒေစိုးမိုးရေးကိုပြန်လည်ထိန်းသိမ်းရေးခီးစဉ်ရဲ့အစဖြစ်တယ်လို့လည်းရုံးရဲ့အရှင်တွေက ပြောကြခဲ့ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအစိုးရအရှင်တွေကချက်ချင်းမှတ်ချက်ပေးခဲ့ခြင်းမရှိပါဘူး။အဓိကအတိုက်ခံဖြစ်တဲ့ Democratic Party ကတော့တရားရုံးရဲ့ဆုံးဖြတ်ချက်ကိုအယူခံမဝင်ခဲ့တဲ့အစိုးရအရှင်တွေရဲ့ဆုံးဖြတ်ချက်ဟာနိုင်ငံရဲ့ပြည်သူလူထုကိုအကြက်တဲအတွင်ပြစ်ချခဲ့တာဖြစ်ကြောင်းဝေဖန်ခဲ့ပြီးအခြေခံဥပဒေဆိုင်ရာခုံရုံးအနေနဲ့ရုံးကိုသမရယာရုကနေအမြန်ဆုံးဖယ်ရှားဖို့တိုက်တွန်းခဲ့ပါတယ်။